တာလီဇော့ပါဒီကနေ့ဖေဖော်ဝါရီလ20ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဧရာဝတီတိုင်းငတိုင်းချောင်းမှာစစ်ပီးရှောင်နေတဲ့ဂွားမျိုးဒေသခံ9ယောက်ကိုအီအီလို့ဆွဆွေပြီးစစ်ကောင်စီကဖမ်းဆီးခဲ့တဲ့သတင်းမောင်တော်မျိုးအဝင်နာခခ9လမ်းကို ရှင်းလင်းပေးဖို့ဒေသခံတွေတောင်းဆိုခဲ့တဲ့သတင်းနဲ့ ရခိုင်မာယာတီဘောကမ်းရိုးတမျက်စီတွေဝေယူသုံးဆွေးတာများနေတဲ့တည်င်းပါဝင်ထူးခြားတဲ့တည်င်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဧရာဝတီတိုင်းရည်ကြည်မြို့နယ်ငတိုင်းချောင်းမြို့မှာစစ်ပီးရှောင်နေကြတဲ့ရခိုင်ပြည်ကွာမြို့နယ်ကဒေသခံ9ယောက်ကိုဖေဖော်ဝါရီလ19ရက်နေ့ညနေနာရီအချိန်လောက်မှာစစ်ကောင်စီကဖမ်းဆီးသွားတယ်လို့တင်ရရှိပါရယ်။ဖမ်းဆီးခံရသူတွေကတော့ကွာမြို့နယ်ဆက်သွားအလီရွာကဦးသိန်းဦး မြောင်ချောင်းကြီးရော်ကဦးအောင်နိုင်ဦးဇီးကုန်းကြီးရော်ကကိုညီလေးဆက်သွားတိုက်နေစီယုံကဓမ္မကျွမ်းကျင်ဦးရှမ်းကြီးအောင်နဲ့ဂျိုင်းကောက်ကြီးရော်ကကိုမုထက်ကျော်တို့ဖြစ်ကြတယ်လို့ဒေသခံတယောက်ကနရင်းစရာကိုပြောပါရီစစ်ပေးရှောင်တွေနေတဲ့အိမ်တွေကဝင်ဖမ်းသွားတာဖြစ်ပြီးအေအေနဲ့ဆက်ဆက်တေးလို့ဆွဆွေးဖမ်းဆီးသွားတာလို့သူကဆက်ပြောပါရီလက်ရှိသူတို့၅ယောက်ကိုရေကြီးမြို့ရေအရှုပ်ခန်းမှာဖမ်းဆီးရှုံ့နှောင်ထားပြီးစစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် ညင်းပန်းနှိပ်စက်ခံရမှာကိုမိသားစုတွေစိုးရိမ်နေကြပါတယ်။ဧရာဝတီတိုင်းရောက်ရခိုင်စစ်ပေးချောင်တွေကိုစစ်ကောင်စီကဖမ်းဆီးနေပြီးစစ်မှုထမ်းအဖြစ်စုဆောင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။အေအေနဲ့တိုက်ပွဲတွေဖြစ်နေတော့ရခိုင်ဆိုရင်အေအေလို့သတ်မှတ်ပြီးဖမ်းဆီးစစ်ဆေးတာတွေရှိနေတယ်လို့သိရပါတယ်။မောင်တော်မျိုးအဝင်နာခခငါရှိလမ်းဘေးဝေးရတလျှောက်ကပြည်ချင်းတွေကတုတ်ချင်းတွေနဲ့ ဆက်တွေ့ရေးကျင်းတွေကိုရှင်းလင်းတာတွေမရှိသေးတဲ့အတွက်သွားလာရေးခက်ခဲပြီးရှင်းလင်းပေးဖို့ဒေသခံတွေကတောင်းဆိုထားပါတယ်။လမ်းတစ်လျှောက်ကလက်ဝေးလက်ရာမှာပြည်ချင်းကတုတ်ချင်းဆက်တွေ့ရေးကျင်းတွေနဲ့ပြည့်နေနေပြီးမိုင်းတွေလေးရှိနိုင်သေးတယ်လို့မောင်တော်မျိုးဒေသခံတယောက်ကပြောပါတယ်။ဒါကြောင့်အဲ့ဒီလမ်းမှာကားကြီးတွေသွားလာလို့မရသေးတယ်လို့သုံးပြီးနဲ့ဆိုင်ကီတောင်တင်းချောင်ဖို့ခက်ခဲနေတယ်လို့သူကဆက်ပြောပါတယ်။ နာခခငါတရင်မကြစီဘူးဘူမှုရှုပ်သူရင်ထွန်းကကွန်ကရစ်လမ်းမကြီးကိုတန်ဆူးကျိုးတွေနဲ့ခြံစည်းရိုးကာရန်ထားခဲ့တာပါအဲ့ဒီလမ်းတစ်လျှောက်မှာကာဘာချင်းပြစ်ချင်းကတုတ်ချင်းဆက်တွေ့ချင်းများစွာကိုတိဆောက်ပြီးလမ်းမတစ်ဖက်တစ်ချက်မှာတန်တကားကြီးနှစ်ဖက်ပြုလုပ်ကာကွယ်ထားခဲ့တာလို့ဆိုပါရီမောင်တော်မြို့သေးကိုဆိုင်ကေနဲ့သွားရင်လမ်းမေးရနေမသွားရည်ပေးဒေသခံတွေဟာလမ်းအလီကပဲသွားလာကြရပြီးမြို့ဝင်လမ်းမေးမှာ မိုင်း NDA ရှိနေသေးကြောင်း EA ဖက်ကအတိပေးဆိုင်းဘူးတွေကတ်ထားတယ်လို့ဒေသခံတွေကပြောကြပါတယ်ရခိုင်ဒေသမှာပန်းအိမ်လေးလို့ခေါ်တဲ့ကာယူတမျက်စီတွေကိုဝေယူသုံးဆွေးတာများလာကြလို့တမျက်စီလုတ်ကန်ရောက်ချသူတွေစာဝတ်နေရအဆင်ပြေနေတယ်လို့သိရပါဗျ။လက်ရှိရခိုင်ဈေးကွက်မှာပြည်မဘက်ကလာတဲ့ဖိုင်ပါယူတက်ကောတမျက်စီတစ်ချောင်းကို1000ခွေးကနေ2000ခွေးအထိရှိနေပြီး ရခိုင်ဒီသားလို့ကိုင်းယူတမျက်စီတချောင်းကိုတော့အများဆုံး2500ကျပ်ပေးရှိနေတာပါရခိုင်မှာအခြေခံစားသောက်ကုန်တွေအပြင်ပြည်မထုတ်ဖိုက်ပါနဲ့ပလတ်စတစ်အိမ်သုံးဆောင်ပစ္စည်းတွေလေးဈေးနှုန်းမြင့်တက်နေပါတယ်ဒါကြောင့်ဈေးနှုန်းလေးတက်တာတွေနှွေဦးရတီပေါ်ကိုင်းယူနဲ့ပြုလုပ်ထားတဲ့တမျက်စီတွေကိုဒေသခံတွေဝေယူသုံးဆွေးတာတွေများလာတယ်လို့အိမ်သုံးပစ္စည်းရောင်းချနေတဲ့ဆိုင်ပိုင်ရှင်တွေကလည်းပြောပါတယ်အားလုံးကကြက်တီးနေကြတာကြောင့် ဈေးပေါ်တဲ့ဒေတာထွက်တမျက်စီကိုဝေယူရများလာတာလို့ဒေတာခန့်အမျိုးသမီးတယောက်ကပြောပါရယ်အခုလိုကမ်းရိုးတမျက်စီဟာပြည်မထုတ်ပလတ်စတစ်တမျက်စီတွေလိုမဟုတ်တဲ့အတွက်သဘောပတ်ဝန်းကျင်ထိခိုက်မှုလည်းမရှိလို့ပုံမှုသုံးဆွေးတင်နေလို့လေဒေတာခန့်တွေကပြောပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နိုင်ငံခြားသားတွေကိုလုံခြုံရေးလုပ်ငန်းလုပ်ကင်ခွင့်ပြုပြီးလက်နက်ပါကင်ဆောင်ခွင့်ပေးထားပြီးပုတ်ကလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုစစ်ကောင်စီကထုတ်ပြန်လိုက်ပါရီအဲ့ဒီဥပဒေကိုစစ်ကောင်စီကဖေဖော်ဝါရီလ16ရက်နေ့ကထုတ်ပြန်ကြေညာခဲ့တာပါဒီဥပဒေမှာအခန်းပေါင်း73ခန်းပုံမှန်ပေါင်း55ခုပါဝင်ပြီးအခန်း6လိုင်စင်ရရှိသူရဲ့တာဝန်နဲ့အခွင့်အရေးတွေရဲ့ပုံမှန်စက်ခွန်မှာ လိုင်စင်ရရှိသူနိုင်ငံသားကုမ္ပဏီဖြစ်ရင်ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရမှာမြန်မာနိုင်ငံသားအနည်းဆုံး85ရာခိုင်နှုန်းခန့်ထားရမယ်ဆိုပြီးဖော်ပြထားတာကိုတွေ့ရပါတယ်။အဲ့ဒီအနောက်အတိတ်ပေအရလိုင်စင်ရရှိတဲ့နိုင်ငံသားပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှာနိုင်ငံသား25ရာခိုင်နှုန်းကိုပါဝင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ဒီဥပဒေပြဋ္ဌာန်းလိုက်တာဟာတရုတ်လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီတွေဝင်ရောက်လာဖို့အတွက်လမ်းခင်းပေးလိုက်တာပဲဖြစ်တယ်လို့ နိုင်ငံရေးတုံ့သက်သူတွေကထောက်ပြဝေဖန်ပြောဆိုတာတွေရှိပါတယ်။ရခိုင်ပြည်ကကြောက်ဖြူရေးနဲ့စစ်ကမ်းစီမဲကိန်း၊ရေနံပိုက်လိုင်းစီမဲကိန်း၊စကိုင်းတိုင်းဒေသကြီးကလေပတောင်းတောင်ကြီးနီစီမဲကိန်း၊ကြောက်ဖြူကနေရှမ်းမြောက်ကိုဖြတ်ပြီးမူစေ၊ရွှေလီပိုက်လိုင်းစီမဲကိန်း၊ရထားလန်းစီမဲကိန်းတွေရှိရာဒေသအတော်များများကိုစစ်ကောင်စီကလက်လွတ်ထားခဲ့ရပြီးအဲ့ဒီဒေသတွေလုံခြုံရေးကိုစစ်ကောင်စီကလုံခြုံရေးမပေးနိုင်ခဲ့တဲ့အတွက် တရုတ်လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီတွေဝင်ရောက်လာဖို့စစ်ကောင်စီကလမ်းခင်းပေးလိုက်တာလို့လေတုံ့သက်သားတွေရှိနေပါရှင်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ RS စော်ဘောများပြည်ထောင်စု UAE နိုင်ငံသမ္မတကပါလက်စတိုင်းတွေကိုသူတို့ရဲ့မြေပေါ်ကနေရွှေ့ပြောင်းစီမေကျူးပန်းချက်မှန်သမျှကိုလက်မခံနိုင်ဘူးလို့မနေ့ကပြောဆိုလိုက်ပါတယ်။မနီကအပူဒါဘီကိုလာရောက်တဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကိုအခုလိုပြောလိုက်တာလို့ UAE နိုင်ငံပိုင်မီဒီယာတွေနဲ့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါရီ။ဂါဇာကမ်းမြောင်ဒေသပဋိပက္ခတွေကြီးပြန့်လာမှာကိုတားဆီးဖို့လိုအပ်တယ်လို့လေ UAE သမရကဆိုခဲ့ပါရီ။ဒေသရင်းတည်ညီမှုမှာအရေးပါတဲ့ဂါဇာကမ်းမြောင်ပြန်လည်တည်ဆောက်ရေးကိုလေသူကအလေးပေးပြောဆိုခဲ့ပါရီ။ American နိုင်ငံသားရေးဝန်ကြီး Rubio ရဲ့ခီးစဉ်ထဲမှာ UAE အပြင်အစ္စရေးနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကခေါင်းဆောင်တွေနဲ့ဆွေးနွေးဖို့လေ့ရှိနေပါတယ်။ပါလက်စတိုင်းတွေဂါဇာကမ်းမြောင်ဒေသကနေထွက်ခေါ်ပြီးတခြားနိုင်ငံတွေမှာအရှိရှာဖို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကအကြံပြုထားတဲ့အစီအစဉ်ကိုအာရဗျခေါင်းဆောင်တွေကပေးချနေကြတာလေးဖြစ်ပါတယ်။ဂါဇာကမ်းမြောင်မှာအစ္စရေးနဲ့ဟားမက်စ်ကြားအပြစ်ခတ်ရစီပထမဆင်းနောက်ဆုံးရဲ့သတင်းပတ်ထေးရောက်လာချိန်မှာပဲအမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ခီးစဉ်ထွက်ပေါ်လာတာပါရှင်။ နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျွန်တော်တို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinza.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရင်းစာရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှေလန်းကြပါစေရှင်။